ဇလန်းအစမှာတော့ဆူနာတယောက်မနက်စာစားမဲ့အချိန်ရီဘွန်ကအကုန်ယူပြီးတော့စားသွားတာကြောင့်ဒေါသထွက်နေတော့မှာရီဘွန်ကမာဖီးယားလောကဆိုတာလျင်သူစားစတမ်းပဲကွာဆိုပြီးတော့ဆူနာရဲ့မနက်စာတွေအကုန်လုံးကိုစားလိုက်တာကြောင့်ဆူနာတယောက်ဘိုင်ဟောင်းလောင်းနဲ့ကြောင်းကိုလာခဲ့ရပါတော့တယ်။ကြောင်းကိုလာတဲ့လမ်းမှာဆူနာကမိုးပေါ်ပြန်နိုင်တဲ့စူပါပါဝါလိုမျိုးရှိရင်ကောင်းပါပဲဆိုပြီးကြောင်းတော့အတွေးကိုတွေးနေတဲ့အချိန်ဘိုက်စားလာတာကြောင့်လမ်းမှာတွေးတဲ့ပေါက်စီဆိုင်ကနေအောက်စီတလုံးဝယ်ပြီးတော့စားလိုက်ပါတယ်။ အဲ့နောက်မှာတော့ဆူနာကိုခွေးတကောင်ကကိုက်ဖို့လုပ်တဲ့အချိန်ပေါ့စီဆိုင်မှာတွေ့ခဲ့တဲ့တရဝစ်စုံနဲ့ကလေးလေးကဝင်ပြီးတော့ကူညီလိုက်ပါတော့တယ်။ခွေးကိုလက်နဲ့တစ်ချက်မှတော့မထိပဲနဲ့လေပေါ်မြောက်အောင်လှုပ်နိုင်တာကြောင့်ကြောင်ရောက်တဲ့အချိန်ကိုခုတဲရနေရှာမမိုတိုတို့ကိုပြောပြပေးမိ့မှန်အောင်စလုံးကဆူနာအမြင်မှားတာဖြစ်မှာပါဆိုပြီးမယုံကြပါဘူး။အဲ့နောက်မှာတော့တရဝစ်စုံနဲ့ကလေးလေးကထပ်ပုံတပုံပြပြီးမြို့ထဲကနေရာအနှံ့မှာလိုင်ပေးပေးမိ့ဘသူမှမသိတာကြောင့်ဆူနာတို့ကြောင်ကိုရောက်လာပါတော့တယ်။ ကလေးလေးအားချူကိုကိုဓာတ်ပုံထုတ်ပြပြီးမေးနေတဲ့အချိန်စူနာကိုတွေ့လာကြောင်းခေါမိုးထပ်ပေါ်တက်လာဖို့ပြောလိုက်ပြီးထွက်သွားပါတော့တယ်။စူနာနဲ့ချူကိုတို့စကားပြောတဲ့အချိန်ဟီမာရီကတော့ရီဘွန်ကိုမတွေ့တာကြောင့်စိတ်ပြတ်သွားပါတော့တယ်။စူနာတယောက်ခေါမိုးပေါ်တက်သွားတဲ့အချိန်ကလေးလေးအားရောက်နေပြီးမနဲ့တော့ကမင်းကငါ့ရန်သူမှမသိတာကြောင့်ကယ်ပေးလိုက်တာ။ဒါပေမဲ့အခုတော့မင်းကတတ်တော့မှဆိုပြီးပြောနေတဲ့အချိန်ရီဘွန်ရောက်လာပြီးသူ့နာမည်ကအီပင်လို့ခေါ်တယ်။လောက်ကျန်တက်ဖြတ်ရေးသမားပေါ့။ က်ရှိပုံဆိုပြီးတော့လည်းနာမည်ကြီးတယ်ဆိုပြီးရှင်းပြလိုက်ပါတော့တယ်။သူမနက်ကတုံးတဲ့စူပါပါဝါနဲ့ငါ့ကိုတီးတော့မှလားမသိဘူးဆိုပြီးပြောလိုက်တဲ့အချိန်ရီဘွန်ကအဲ့ဒါကစူပါပါဝါမဟုတ်ဘူး။သူတုံးနေတဲ့အခွက်မှာလှိုဝှက်ချက်ရှိရဲဆိုပြီးပြောပြင်မဲ့ဆူနာတယောက်ကတော့ရှယ်ကိုတီးခံနေရပါတော့တယ်။အဲနောက်မှာတော့ရီဘွန်ကကြက်သွန်ဖြူဘုံနဲ့ပြစ်လိုက်တာကြောင့်အီပင်တယောက်ဆူနာကိုထိန်းချုပ်လို့မရဖြစ်သွားပါတော့တယ်။အီပင်တုံးနေတဲ့အခွက်ကိုဂျိုးစာလက်တီးလို့ခေါ်တယ်။သူကဂျိုးစာမုတ်ကိုစားပြီးလေကိုအပြင်ရှူထုတ်လိုက်တယ် အဲ့လီကိုအတွင်းအားနဲ့တခြားသူရဲ့နှာခေါင်းထဲကိုပြစ်လွတ်လိုက်ရင်အဲ့လူရဲ့အုံနောက်ကခဏတာအလုံးမလုံတော့တာကြောင့်ခန္ဓာကိုယ်ကဖြစ်ရှင်နိုင်နေဖြစ်နေတယ်။အဲ့ဒါကိုကီပင်ကသူထိန်းချုပ်တယ်လို့မျိုးပုံစံလုပ်နေတာဆိုပြီးတော့ ribbon ကရှင်းပြလိုက်ပါတော့တယ်။အဲ့နောက်မှာတော့အီပင်တယောက်သူ့ရဲ့လှုပ်ဝှက်ချက်ကိုလူတွေသိသွားတာကြောင့်နှစ်ဖူးပေါ်မှာအဆက်ကိုဆက်ပေါ်လာပါတော့တယ်။ဆူနာကဘာမှမသိတာကြောင့်ကြောင်နေတဲ့အချိန် ribbon ကအဲ့ဒါကိုမာချောင်းပုံအကြီးစားလို့ခေါ်တယ်။အီပင်စိတ်လှုပ်ရှားတာဖြစ်ဖြစ်စိတ်ပြတ်သွားရင်ဖြစ်ဖြစ်အဲ့အဆက်ကိုဆက်ပေါ်လာတယ်။ နောက်ဆုံးအဆက်တဆက်ပဲကြံတော့ရင် EPN ခန္ဓာကိုယ်ကဂျူစာဂတ်တွေထွက်လာပြီးတော့ပောက်ကွဲမှုအခြေစားကြီးတစ်ခုဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ရှင်းပြလိုက်ပါတော့တယ်။အဲနောက်မှာတော့ဂျိုကိုဂိုကူတဲရနဲ့ရှာမမှုတို့တို့ရှောက်လာတော့ EPN ပောက်ကွဲသွားရင်ဘီနာကလူတွေအကုန်ထိခိုက်ကုန်မှာဆိုတဲ့အတွက်ဆူနာတယောက် EPN ကိုမိုးပေါ်ပစ်တင်ပြီးတော့ပောက်ကွဲမဲ့ရန်ကိုကာကွယ်လိုက်ရပါတော့တယ်။အဲနောက် EPN လူတွေကိုလိုက်ပြနေတဲ့ဓာတ်ပုံကိုပြလိုက်တော့ဆူနာမဟုတ်ပဲရုပ်ဆိုးဆိုးနဲ့လူတယောက်ဖြစ်နေတာကြောင့် Reborn က EPN ကိုမျက်မှန်တက်ပေးလိုက်ပါတော့တယ်။ ဲ့တော့မှအီပင်ကအဝေးမုံဖြစ်နေတာကြောင့်ဆူနာကိုလူမပြီးတိုက်ခိုက်မိတာဖြစ်တဲ့အတွက်တောင်းပန်လိုက်ပါတော့တယ်။နောက်နေ့မနေ့ကြောင်းပိတ်ရက်မှာတော့ Reborn, BNK နဲ့ Epin တို့ကလူစုံတက်ဆုံဆူနာရဲ့အိမ်မှာမင်းဆာစားနေကြတာပဲဖြစ်ပါတယ်။ဆူနာက Epin ဘာလို့ဒီရောက်နေတာလဲမေးတော့ Epin ကတင်ယူစရာတွေအများကြီးရှိနေသေးလို့ Epin ဂျပန်မှာပဲနေမလို့ဆုံးဖြတ်လိုက်တယ်ဆိုပြီးပြောတဲ့အချိန်လမ်ဘိုတယောက်မင်းဆာစားဖို့ရောက်လာပါတော့တယ်။လမ်ဘိုကိုတွေ့တဲ့အချိန် Epin က ဘရိုကိုလီမကောင်းဆိုးဝါးဆိုပြီးတော့ပြောလိုက်တာကြောင့်လမ်ဘိုတယောက်ဤပင်ကိုလိုက်စပါတော့တယ်။ကျောင်းပည့်ရဖြစ်တာကြောင့်ဂိုကူတဲရနဲ့ရှာမမိုတိုတို့ကစူနိုင်းအံရုံလာလေကြတဲ့အချိန်စူနိုင်းအခန်းထဲမှာလမ်ဘိုနဲ့ဤပင်တို့ဖြောင်းဆန်နေတာကြောင့်ဂိုကူတဲရကလမ်ဘိုကိုရိုက်ဖို့လုပ်တဲ့အချိန်ဟာရုရောက်လာပြီးဘာလို့ကလေးတွေကိုအနိုင်ကျင့်နေရလဲဆိုပြီးပြောတဲ့အချိန်လမ်ဘိုကမင်းကဘဲဥကောင်းတဲ့ကောင်ဘဲဥကောင်းဆိုပြီးစလိုက်တာကြောင့်ဤပင်ရဲ့နှစ်ဖူးမှာအဆက်ကိုဆက်ပေါ်လာပါတော့တယ်။အဲ့အချိန်ရီဘွန်က လမ်ဘိုရဲ့တန်းရဘာစုကနဲ့အီပင်ရဲ့ပောက်ကွဲမှုကိုကာကွယ်လိုက်ပြီးတော့အီပင်နေရာမှာအသက်၁၀နှစ်ပိုကြီးတဲ့အီပင်ပေါ်လာပါတော့တယ်အသက်၁၀နှစ်ပိုကြီးတဲ့အီပင်ကတော့အရန်ကိုမှချောမောလှပတဲ့ရာမန်လိုက်ပို့နေတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတော့တယ်ဆူနာတို့လည်းအဲ့အချိန်မှာအီပင်ကမိန်ကလေးဆိုတာကိုသိသွားကြပါတော့တယ်ဆူနာကအီပင်နှင်းရဲ့မာကြောင်းဘုံအကြီးစားနဲ့တိုင်းပညာလေ့လာတာတွေကရောလို့မေးလိုက်တော့အီပင်ရဲ့ဆရာဖြစ်သူကဇကဝတ်တစ်ခုတုံးပြီးအဲ့ဇကဝတ်ကိုပြောတော့မှမာကြောင်းဘုံအကြီးစားကို ပောက်ကွဲအောင်ချိတ်ပိတ်ထားတယ်ဆိုပြီးတော့ရှင်းပြလိုက်ပါတော့တယ်။အဲ့ချိန်လမ်းဘိုးရောက်လာတာကိုအီပင်မြင်သွားတော့ဘရိုကိုလီမကောင်းဆိုးဝါးဆိုပြီးတော့ခေါင်းမှာအဆက်ကိုဆက်ပေါ်လာပြီးပောက်ကွဲမှုအခြေစားကြီးဖြစ်သွားပါတော့တယ်။အဲ့ချိန်ရီဘွန်ကတော့လူရီယာအခက်အခဲတွေအတားအဆီးတွေနဲ့ရင်ဆိုင်ရပြီးမှအောင်မြင်မှုကိုရောက်နိုင်မှာဒါကြောင့်နေ့တိုင်းအားကျုံးမှန်တဲ့စ조사တင်နေဆိုပြီးတော့တင်ကန်းစာတွေပေးနေပါတော့တယ်။ဒါကတော့ Hitman Reborn အပိုင်း6ဖြစ်ပြီးအပိုင်း9ကိုတော့နောက်ရက်ဒီမှာတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။